โอเคဒီဗီဒီယိုမှာကတော့ခဏတော့ကျွန်တော်တို့အပီကရစ်ဗီဒီယိုမှာအဲ application ကိုအသုံးပြုနေအကောင့်ဖွင့်နေ point share နေကိုပြောပြပြီးသွားပြီအဲဒီဗီဒီယိုမှာကတော့ကျွန်တော်တို့ငွေဘယ်လိုထုတ်ရမလဲပေါ့နော်ကျွန်တော်တို့ point ထဲမှာအရှိတဲ့ငွေ point ထဲမှာ point တွေကိုငွေဘယ်လိုပြန်လဲရမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ website ဖြစ်တဲ့ lotaya.mandaleyadia.io ကိုသွားပါပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာနောက်မှာ slash ပြီးပြီဆိုရင် withdraw ပေါ့နော် w i t a d r a w withdraw ဆိုပြီးတော့နှိမ့်လိုက်ပါအဲနှိမ့်လိုက်တယ်ဆိုလို့ရှိရင်ဒီလို form လေးတစ်ခုကျွန်တော်တို့ကြာလာပါမယ်အဲ့ဒီခါကြာလို့ရှိရင်အာ application လေးကိုကျွန်တော်တို့တွားပါပေါ့နော် application လေးကိုတွားပါ application မှာရှိရဲကျွန်တော်တို့ရဲ့ point ကဒီလိုကြော်ညာလေးတက်လာရင် continue to update ပါအာ point ကကျွန်တော်တို့ နှစ်ထောင်ပဲထုတ်မယ်ပေါ့နော်အနည်းဆုံးကျွန်တော်တို့က point 1000နဲ့စပြီးထုတ်လို့ရဖြစ်တဲ့အတွက် point 1000ကိုကျွန်တော်တို့ထုတ်မယ်ပေါ့နော်ထုတ်မယ်ဆိုလို့ရှိရင် okay ကျွန်တော်တို့ဒီမှာနာမည်ပေါ့နော် KBZP ဖုန်းမှာ KBZP account မှာဖွင့်ထားတဲ့နာမည်ကိုပဲထည့်ပါပြီးပြီဆိုရင်ကျွန်တော်တို့ application မှာ account ဖွင့်ထားတဲ့ mail ကိုထည့်ပါပြီးရင် KBZP ဖုန်းနံပါတ်ထည့်ပါ ကျွန်တော်ကတော့အစဉ်ပြေဒီမိုတက်စတာဖုန်းနံပါတ်လေးထည့်ပါရယ် point ထုတ်တဲ့ရေတော့ကိုထည့်ပါပြီးပြီဆိုရင်ကျွန်တော်တို့ withdraw now ဟုတ်ကျွန်တော်တို့နေလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာကျွန်တော်တို့ထုတ်ထားတဲ့ဟာလေးက pending ဖြစ်နေပြီဆိုတဲ့အကြောင်းကိုပြပါရယ်ဒီလို approve ဖြစ်သွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ account လေးကိုငွေလွှဲလိုက်မှာပဲဖြစ်ပါတယ်အဲ့တော့ငွေထုတ်တဲ့ဟာလေးကတော့ဒါလေးပါပဲဘာမှမခေရင်ပါဘူး အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ထပ်ပြန်တွေ့ကြတာပေါ့ကျေးဇူးတင်ပါတယ်